ားလုံးမင်္ဂလာပါ။အမျိုးဦး entertainment ကနေ ပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။နိုမလာစတီရဲ့နေ့ညနေ၄နာရီလောက်မှာစီရှွန်ပြည်နယ်တွေကဟုံစီတရားဟာရုတ်တရက်ခြေလောင်တဲ့အတန်ကြီးထွက်ပေါ်လာပြီးတော့မှ ပြိုကျတော့ခဲ့ပါရစေ။တရားရဲ့ညာဘက်ခြမ်းကနေမိโกလုံးတွေထွက်နေတာကိုဗီဒီယိုတစ်ခုမှမြင်ရပါရစေ။တောက်တုံးတွေကပပက်လေကိုလွှဲထွက်နေချိန်မှာဖုံမှုတွေနဲ့အပြက်အစီးတွေကလေထဲမှာပြည်နေခဲ့ပါရစေ။ တောင်နဲ့ဆက်နေတဲ့တံတားရဲ့မီတာ100အရှိအပိုင်းတစ်ခုဟာဆက်ဆင်းပြတ်တောက်တော့ပြီးတော့မှအောက်ဖက်ကမြေထေးကိုပြိုကျတော့ခဲ့ပါတယ်။ဒီမြင်ကွင်းကတကယ်ကိုထိတ်လန့်စရာကောင်းပြီးတော့မှကဘာပြက်ကက်ကမြင်ကွင်းတစ်ခုလိုဖြစ်နေပါတယ်။တကယ်တော့ဒီတံတားဟာအသုံးပြုတာမကြသေးပါဘူး။ရင်းတွေတော်လာဖို့အတွက်ဖွင့်ပေးတာက9လလောက်ပဲရှိပါသေးတယ်။တောင်နဲ့အနီးဆုံးရှိနေတဲ့တံတားအစိတ်ပိုင်းတွေဟာအရင်ဦးဆုံးပြိုကျတော့တော့တာကိုဒီမျက်မျက်တက်တက်တွေရိုက်ကူးထားတဲ့ဗီဒီယိုမှာကျွန်တော်တို့တွေ့ရပါတယ်။ တရားရဲ့အပိုင်အစားတွေဟာတခုပြီးတခုမြစ်ထဲကိုပြိုကျသွားပြီးတော့မှဖုံလုံးကြီးတွေထွက်ပေါ်လာခဲ့ပါတယ်။တရားပြိုကျသွားပြီလို့ပြောနေတဲ့ကင်မရာနောက်ကလူတယောက်ရဲ့အတန်ကိုလည်းကြားပါတယ်။ဟုံရှိတရားရဲ့ညာဘက်ကမ်းမမှာမြေပြိုမှုဖြစ်တဲ့အတွက်ဒီတရားပြိုကျသွားတယ်လို့အရာရှိတွေကအတည်ပြုပြောပါတယ်။မြေပြိုမှုဖြစ်စဉ်မှာဒီမြေကြီးနဲ့ကျောက်တုံးကူဘမီတာ၃တန်းလောက်ပြိုကျသွားတာပါ။ဒီမြေပြိုမှုကြောင့်မီတာ260လမ်းပိုင်းပျက်စီးသွားပြီး ဒီတံတားကမီတာ130လောက်ပြွတ်ကျတော့ပါတယ်။နောက်တဲ့ဗီဒီယိုတစ်ခုမှာတော့ဟွန်ရှိတံတားဟာ National Debt ဘွေပုံစံယောက်ကြီးကိုဖျက်ပြီးဆောက်ထားတာကိုပြသခဲ့ပါတယ်။တံတားထိန်းတာကဘေဘတ်တောင်ဆောင်ပေါ်မှာရှိတဲ့ကြောက်လော်တွေဟာဆူဆူရော်ရော်ကိုယ်အပ်နေတာကိုတွေ့ရပါတယ်။ဟွန်ရှိတံတားဟာဆိုရင်တရုတ်ကွန်မြူနတီပါတီရဲ့စီမံကိန်းအောက်မှာတည်ဆောက်ခဲ့တာပါ။အရေးပါတဲ့အခြေခံအစားအုံစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီတံတားဟာစီရှွန်ပြည်နယ်တွေကဘာကင်ကောင်တီမှာတည်ရှိပြီးတော့မှ မြစ်တစင်းကိုဖျက်ကျော်ဆောက်ထားပါတယ်။ ဒီတရဟဆိုရင်958မီတာရှည်ပြီးတော့မှအဓိကတောက်တိုင်ကတော့182မီတာမြင့်ပါတယ်။နောက်ပြီးတော့အဲ့ဒီတရဟာအနောက်မြောက်စီရှင်ကုန်းမြင့်မြင့်ရဲ့တည်ယူပို့ဆောင်ရေးစနစ်အတွက်အဓိကအစိပ်ပိုင်းတစ်ခုဖြစ်လာပါတယ်။တရရဲ့အဓိကအပိုင်းကို January လ14ရက်နေ့မှာ PC ခဲ့ပြီးတော့မှယင်းအတော့အလာကိုစံသက်တာကတော့ April လမှာစတင်ခဲ့ပါတယ်။တရုတ်နိုင်ငံမှာတိဆောက်ထားတဲ့တရတွေဟာဆိုရင်ပုံမှန်အားဖြင့်5နှစ်ကနေအနည်း20လောက်အထိတာရှိခံအောင်ဒီဇိုင်းထုတ်လုပ်ထားတာပါ။ ဒါပေမဲ့ဒီတရားကတော့အဓိကအပိုင် PC တဲ့နောက်ဒီရပောင်140လောက်အကြမှာပဲပြိုကျတော့ခဲ့ပါတယ်။ဒီလိုမျိုးဘာမှမတုံးလိုက်ရပဲပြိုကျတော့တဲ့အတွက်လူတွေတော်တော်ဒေါသထွက်နေကြပါတယ်။ဒါဟာပတ်စံတွေနဲ့တင်ဖို့ရှိတဲ့လုံအားတွေကိုအလဟသဖြုန်တီးပြလိုက်တာပဲလို့အင်တာနက်ပေါ်မှာလူတွေကဝေဖန်နေကြပါတယ်။အင်တာနက်အသုံးပြုသူတွေပြောတဲ့အထက်မှာအခုလိုမှတ်ချက်တွေအများပြားပါဝင်ပါတယ်။အရင်တစ်ခါဖြတ်တော်တော့ကတရားတိုင်အရင်ပါနေတယ်လို့ထင်ခဲ့တယ်။ပြိုကျတော်မလားတောင်ဆိုရင်ကြည့်ဘူးတယ်။ ဒီနိုင်ငံဟာလူအသက်ကိုအရင်မထားပဲငင်းဖြင်းတဲ့စီမံကိန်းတွေကိုဆောက်လုပ်နေတာပဲဒီတရားကအရင်ပါတယ်ဘလို့လုတ်ပြီးအလေးအပင်ကိုခံနိုင်ပါလေကြီးယုံနေတဲ့အသေးရစရာဖြစ်နေတယ်ဆိုတဲ့အဒီမက်ဆက်တွေကိုကျွန်တော်တို့အင်တာနက်ပေါ်မှာတွေ့ရပါတယ်ဒါဟာအကျဉ်းပြတ်ခြားစားမှုရှိပြီးတော့မှပစ္စည်းတွေခိုးသုံးထားတာဖြစ်မယ်ဆိုပြီးတော့မှအင်တာနက်မှာပြောဆိုနေကြပါတယ်ဟုံရှိတရားပေါဝင်တဲ့ G317 ပြန်လည်တိဆောက်ရေးစီမံကိန်းဟာ၆ကျင်း၉ရေအားလျက်စစ်စခန်းအတွက်အထောက်အကူပြု အရှိကအဆောင်ဝင်ရဲ့တစ်စိတ်တစ်ပိုက်ဖြစ်ပါတယ်။ဒီအားလေးစစ်စခန်းဟာဆိုရင်တရုတ်ရဲ့စစ်လေးဂျင်မြောက်ငါးနှစ်စီမံကိန်းအတွင်းကအရေးအကြီးဆုံးစွန့်ရင်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ဒီစီမံကိန်းမှာပါမင်းစေက315မီတာမြင့်ပြီးတော့မှကမ္ဘာပေါ်မှာအမြင့်ဆုံးပဲဖြစ်ပါတယ်။ဒီစခန်းမှာစုစုပေါင်းကီလိုဝက်2တန်းထုတ်လုပ်နိုင်တဲ့စွန့်ရည်ရှိပြီးတော့မှရေလောင်းငယ်မှာရေကူဗမီတာ2.6ဘီလီယံကိုတိုးလောင်ထားနိုင်ပါတယ်။ချောင်းတင်းကိုရီအားလေးစစ်စခန်းဟာမေလာမှာပထမဆုံးအကြိမ်ရေစားတင်တိုးလောင်ခဲ့ပါတယ်။ ဒီဒေသရဲ့ဘူမိဗေဒကအရင်ရှုပ်ထွေးပြီးတော့မှတောင်တန်းတွေပြီးရင်ပြင်းထန်တဲ့ဒီမြေတွင်း PR တွေနဲ့အကြောင်းတွေအများကြီးရှိပါတယ်။တွင်းကျင်သူတွေကတော့ရေတောင်ငန်ကိုရေဖြည့်တာဟာမြေပြိုမှုတွေဖြစ်စေနိုင်တယ်လို့သတိပေးထားကြကြပါတယ်။ဟုံရှိတရားပြိုကျတာဟာဒီဆောက်ကျင်းကိုရေအားလျက်စစခန်းရဲ့ဒုတိယအဆင့်ရေလောင်ကန်နဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်။ဒုတိယအဆင့်ကိုအော်တိုဘာလ14ရက်နေ့မှာစတင်ခဲ့ပြီးတော့မှရေလောင်ငန်အေရိယာကိုကျင်ပြန့်လာစေခဲ့ပါတယ်။ ရေလောင်ငယ်လေးမှာရေတွေပို့ပြီးပြီးလာတာ ਨੇ အများအတိနေအောင်ရေအစင်းတွေ မြင့်တက်လာခဲ့ပါတယ်။ဒါကတောက်တုံးငယ်ဒီမြေကြီးတွေကရေဖြီးအားကိုတိုးစေပြီးတော့မှတောင်ဆောင်းတွေကိုပို့ပြီးတော့မှမတိမငိမ့်ဖြစ်စေခဲ့ပါတယ်။ဒီပြိုကျရတဲ့ဖြစ်နိုင်ခြင်းအကြောင်းရင်းကလွန်ခဲ့တဲ့နှစ်ပေါင်းတောင်းနေစီကတိကဒီဖြစ်ပေါ်ခဲ့တဲ့ရှေးဟောင်းမြေပြိုဧရိယာပေါ်မှာတရားရဲ့ဖောင်ဒေးရှင်းကိုတည်ဆောက်ခဲ့လို့ဖြစ်တယ်လို့ဒီတရုတ်ဘူမိပေတာကျွမ်းကျင်သူတွေကပြောခဲ့ကြပါတယ်။တရားဆောက်လုပ်တာဟာ တောင်ဆောင်ရဲ့တဘာဝတည်ညီမှုကိုပြောင်းလဲစေခဲ့ပြီးတော့မှရေအားလေးစစ်စခန်းရဲ့တိုးလောင်နေရာမှာရေအစင်းတွေမြင့်တက်လာတာကဒီတောင်ရှည်ရင်ကကြောက်တုံးတွေကိုပို့ပြီးတော့မှပျော့သောစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ညာဘက်ကမ်းမမှာမြေပြိုမှုကြီးကိုဖြစ်ပေါ်စေခဲ့ပြီးတော့မှတံတားပြိုချသောစေခဲ့ပါတယ်။တောင်ပေါ်တဲ့ပျက်စီးမှုပို့ဆိုးလာပြီးတော့မှဒီမြေပြိုမှုဖြစ်ခဲ့တဲ့အတွက်ကမ်းမတိုင်းလည်းအကွက်တော့ပါတယ်။ အဲ့ဒါကဒီလမ်းတွေပြိုကျစေခဲ့တယ်လို့အစိုးရရဲ့တရားဝင်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ပြန်ကောင်းတာကညာဘက်ကမ်းပါလမ်းနဲ့ဒီကမ်းပါတတိုင်းမှာ30စင်တီမီတာအချီရှိတဲ့ဒီအကြောင်းတစ်ခုကိုနိုဝင်ဘာလ10ရက်နေ့ညနေ3နာရီလောက်မှာကင်းလင်းအလုပ်သမားတွေတွေ့ခဲ့ကြပါတယ်။သူတို့ကဆက်စင်းမဲ့လမ်းကိုပိတ်လိုက်ပြီးတော့မှရန်အတော်အလာကိုရက်တက်လိုက်ပါတယ်။ပြီးတော့မှလမ်းလွှဲတစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်။ဒါကြောင့်တရားပြိုကျတဲ့အခါမှာရင်တွေဒါမှမဟုတ်ဒီလူတွေတရားပေါ်မှာမရှိခဲ့ပဲဘယ်သူမှမထိခိုက်ခဲ့ပါဘူး။ တရုတ်မီဒီယာတွေကဒါကိုဒီအက်ဝေကနဦးတတိပေးချက်လို့ရှိကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့အင်တာနက်အသုံးပြုသူတွေကတော့ဒါဟာတဘာဝဘေးအန္တရာယ်မဟုတ်ပဲလူတွေဖန်တီးခဲ့တဲ့ကဲဘေးတစ်ခုလို့ပြောခဲ့ကြပါတယ်။ဒါဟာတိတိကျကျမစင်စားခဲ့တာဖြစ်ပြီးတော့နောက်ဆုံးမှာဝန်နေဖို့ကောင်းတဲ့ဖြစ်ရစီကိုဥတီတော်ခဲ့တဲ့စီမံကိန်းတစ်ခုထွက်ပေါ်လာခဲ့တယ်လို့ဝေဖန်ကြပါတယ်။အစိုးရကဒီလမ်းတွေအစောကြီးပိတ်လိုက်နိုင်တာဟာသူတို့ရဲ့စောင့်ကြဲမှုကြောင့်ဖြစ်တယ်လို့ရှိကျူတာဟာတကယ်ကြီးဒီရည်စရာကောင်းတယ်လို့လည်းဝေဖန်ကြပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ဒီကိစ္စဟာဒီဆောက်လုပ်ရေးကြီးကြပ်မှုညံဖျင်းခဲ့တယ်ဆိုတာကိုတက်သိပြနေတာပါအင်ဂျင်နီယာတွေနဲ့တရားတည်ဆောက်တဲ့သူတွေဟာဖြစ်နိုင်ရှိတဲ့မြေပြိုမှုတွေကိုဘာလို့ထိမတွေ့ကြတာလဲဆိုပြီးတော့မှမေးခွန်းထုတ်ကြပါတယ်နောက်ပြီးတော့တိတ်မကြသေးခင်ကာလာကမှတည်ဆောက်ခဲ့တဲ့တရားတခုဖြစ်တဲ့အတွက်ပို့ပြီးတော့မှအပြစ်ဖို့ကြပါတယ်သူတို့ဟာဘေးနှစ်ဘက်ကတောင်ဆောင်းတွေကိုဘာကြောင့်အားဖြစ်မထားတာလဲဘူမိပေတာစစ်ဆေးမှုကိုမှန်မှန်ကန်ကန်လုပ်ခဲ့ရလားလို့မေးကြပါတယ်မြေပြိုမှုအတွက်ကာကွယ်ရေးမရှိတာနဲ့ ဆောက်လုပ်ပြီးနောက်ပိုင်းနိပညာစောင့်ကြည့်မှုမရှိတာကိုဒီလောင်မန်ဆန်တွေကဒီအေးလူမှုကွန်ရက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။နောက်ပြီးတော့နိုင်ငံပိုင်ဆောက်လုပ်ရေးဌာနတွေမှာအတွေ့အကြုံရှိတဲ့ engineer တွေကိုအလုပ်ဖြုတ်ပြပြီးတော့မှအတွေ့အကြုံရှိတဲ့သူတွေကိုအစားထိုးခဲ့တဲ့အတွက်အခုလိုမျိုးပြဿနာတွေဖြစ်လာရတယ်လို့ထောက်ပြကြပါတယ်။နော်မလာဆီနီယာနေ့မှာ American ရဲ့ War ရင်တရားဆောက်လုပ်ရေး engineer ဖြစ်တဲ့ Joe Rose ကမီဒီယာကိုအခုလိုပြောခဲ့ပါတယ်။ဟုံးရှိတရားပြိုကျမှုဟာဒီဇိုင်းနဲ့ ဆောက်လုပ်ရေးမှာပြဿနာတွေရှိခဲ့တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းကြားသနေပါတယ်ဆိုပြီးပြောခဲ့တာပါဒီတောင်ဆောင်ကမြေပြိုမှုတမိုင်းရှိတယ်ဆိုတာလူတိပိဒါဖြစ်ပြီးတော့ဒီလိုတောင်ဆောင်သားမှာတရားဆောက်တာဟာလုံးဝမတင်တော်ဘူးလို့ပြောခဲ့ပါတယ်တောင်ထိတ်ကလည်းရှေးဟောင်းမြေပြိုမှုရဲ့အကျွမ်းအကျန်လို့ဖြစ်နေပြီးတော့မြေပြိုမှုအသစ်တွေဖြစ်လာဖို့အလွန်တရာမှဖြစ်နိုင်ခြင်းရှိတယ်လို့ရှင်းပြခဲ့ပါတယ်ဒီရှင်းကတ်တရားကိုဒီမတည်ငြိမ်တဲ့တောင်ထိန်နဲ့တွေ့ထားတာကိုသူနားမလည်နိုင်ဖြစ်မိတယ်လို့ပြောခဲ့ပါတယ် ဒါသာမင်အင်ဂျင်နီယာတွေရဲ့အမှားမဟုတ်ပဲတရုတ်ရဲ့ဒီတပါတီစနစ်နဲ့ဆက်ဆက်နေတဲ့ပြဿနာဖြစ်တယ်လို့ပြောခဲ့ပါတယ်။အတင်းပြတ်ခြားစားမှုတွေဟာအစင်းမြင့်ရာထူးတွေမှာရှိနေနိုင်ပြီးတော့အကျိုးကျေးဇူးတွေကိုခွေးဝေပေးတာမျိုးအကြီးအဆင်းမပြည့်မီတဲ့လူတွေကဒီအရေးကြီးတဲ့အလုပ်တွေကိုလုပ်နေတာမျိုးဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ Foundation ကိုစစ်ဆေးဖို့တာဝန်ယူတဲ့ဒီတချို့ကုမ္ပဏီတွေဟာအတွေ့အကြုံနေပါနိုင်ပြီးတော့မှဆောက်လုပ်ရေးခေါင်းဆောင်တွေဟာလည်းအရာရှိတွေရဲ့ဆွေမျိုးတွေဖြစ်နိုင်တယ်လို့သူကပြောခဲ့ပါတယ်။ သူတို့ကစီမံကိန်းကိုခွင့်ပြုလိုက်တာနဲ့ရှစ်ဆက်လုတ်ခွင့်ရတော့မှဖြစ်ပါတယ်ဒီလိုပြဿနာတွေဟာတရုတ်နိုင်ငံထဲမှာအဖြစ်များပြီးတော့မှနိုင်ငံရေးအရာအတီးပြူချက်ကအရာအလုံးကိုဆုံးဖြတ်တဲ့အတွက်အင်ဂျင်နီယာတွေမှအခွင့်အာဏာမရှိကြဘူးလို့သူကပြောခဲ့ပါတယ်ဟုံရှိတရားဆောက်လုပ်နေတဲ့ကာလအတွင်းမှာဒေသဆိုင်ရာမီဒီယာတွေက2020ခုနှစ်ဇူလိုင်လလောက်ကတည်းကသတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်အာဘာခရိုင်မီဒီယာစင်တာရဲ့ဒီ WeChat အကောင့်ပေါ်တော့ဒီ Avanisen က the terrifying 40 meter of lifeline in the cloud ဆိုပြီးတော့မှအမည်ပေးထားတဲ့အစီရင်ခံစားရှိတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ဒီဆောင်မှာမှာတော့တံတားဆောက်လုံးနေစဉ်အတွင်းမှာရှိခဲ့တဲ့ဘေးအနေတွေကိုရှင်းပြထားပါတယ်။တံတားအောက်မှာသံမဏိကကွေကြီးအမိုးအကာတွေစောက်ထားပေမဲ့အဲ့ဒီအမိုးအကာတွေဟာအဓိကတံတား area ရဲ့တစ်ဖက်စီမှာ30မီတာလောက်ကိုသာကာကွယ်ပေးနိုင်ခဲ့ပါတယ်။အမိုးအကာရဲ့ထိပ်မှာပါမန်ဒီသံမဏိစကားနဲ့ဝါပြားတစ်ထက်ဒေသရှိပြီးတော့မှာ ဒီအရှိန်ပြင်းပြင်းနဲ့ပြုတ်ကျလာတဲ့လေးလံတဲ့အရာဝတ္ထုတွေကိုတားဆီးဖို့အတွက်ခိုင်ခဲမှုမရှိခဲ့ပါဘူးဆိုပြီးတော့မှရေးသားခဲ့ပါတယ်။ဒါပေမဲ့ဆောက်လုပ်ရေးအဖွဲ့ဟာဒီတတိပေးချက်ကိုဂယူမဆိုင်ခဲ့ဘူးလို့ထင်ရပါတယ်။ဧပြီလ6ရက်နေ့မှာမီဒီယာတွေကနောက်ထပ်ဆောင်းပါးတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ဟုံရှိတရဟာတခြားတရအစ်စ်တွေလိုပဲလမ်းမဟောင်းတစ်ခုတစ်ချောင်းမှာဒိုင်းရိုက်ဆောက်လုပ်နေတာကိုရှင်းပြခဲ့ပါတယ်။ပြုတ်ကျလာတဲ့တန်ချောင်းတွေပေါ့နော်ဒါမှမဟုတ်ဒီ OK တွေဟာအသက်သေစေနိုင်တဲ့ပြုတ်ကျဘုံတွေမဖြစ်အောင်တားဆီးဖို့အတွက် တမ်မနီကောက်ခွေရေးအမိုးအကောက်တွေကိုတက်ဆက်ရမှာဖြစ်ပါတယ်ဆိုပြီးတော့မှထမ်းမံရေးသားဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ဟုံရှိတံတားပြိုကျတာဟာတီးခြားဖြစ်ရတဲ့ကူမဟုတ်ပါဘူး။တံတားတွေဆေးတွေကနေရိုးရှင်းတဲ့လမ်းစီမံကိန်းတွေအထိအကျဉ်းပြတ်ခြားစားမှုတွေကနေရအနှက်မှာရှိနေတာပါ။စီမံကိန်းအများအပြားဟာအကြီးအသေးညံဖျင်းတဲ့ပစ္စည်းတွေကိုတုံ့ဆွဲကြပြီးဒါကဝန်နေစရာကောင်းတဲ့မတော်တဆမှုတွေအများကြီးကိုဖြစ်စေခဲ့ပါတယ်။တရုတ်နိုင်ငံတွေကတခြားအရှိကံအဆောင်မတော်တဆမှုတွေကတော့ ်ဩဂုတ်လ22ရက်ရှင်ဟိုင်းပြည်နယ်မြေဝါတဒါပြောင်းမှုဖြစ်ပါတယ်။ဩဂုတ်လ22ရက်နေ့မနေ့3နာရီလောက်မှာရှင်စာကောင်တီတဲကစီရှင်ရှန်ဟိုင်းရထားလင်းဘော်ကမြေဝါတဒါကိုဆောက်လုပ်နေတော့သံမဏိကျိုးတွေဟာရုတ်တရက်ပြတ်တောက်တော့ခဲ့ပါတယ်။ဒါကြောင့်108မီတာရှည်တဲ့သံမဏိရဲမအဓိကဒီဂုံကျော်ရိုးပြိုချပြီးတော့မှမြေဝါမြစ်ထဲကိုကျောက်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဆောက်လုပ်ရေးအလုပ်သမား15ရောင်းနဲ့လုပ်ငန်းခွင်မင်နေဂျာတယောက်အလုပ်လုပ်နေခဲ့ပါတယ်။သံမဏိကျိုးပြတ်တော့ပြီးတော့မှ တရားရဲ့အပေါ်ရဲ့အစိတ်ပိုင်းဟာနှင်းအားရောတော့တဲ့အတွက်၃စက္ကန့်အတွင်းမှာတရား၈မီတာရှိတဲ့ရဲမကြော်ရိုးပြတ်ကျတော့ခဲ့ပါတယ်။အလုံးသမားတော်တော်များများလည်းသူတို့ရဲ့ပလက်ဖောင်းတွေကနေပြုတ်ကျတော့ခဲ့ကြပါတယ်။ဒီမတော်တဆမှုကြောင့်ဆင်းရဲရောက်တည်ဆုံပြီးတော့မှအလုံးသမား၄ယောက်ပျောက်ဆုံးတော့ပါတယ်။ဆော်လိုရဲ့ကုမ္ပဏီဟာဩဂုတ်လ26ရက်နေ့မှာတရား PC မှုအတွေ့အတင်းစာရှင်းလင်းပွဲကျင်းပဖို့တော့မှအစီအစဉ်ထားတယ်လို့မီဒီယာတွေကပြောပါတယ်။ဒါဟာ24နာရီပတ်လုံးအလုံးလုံးဖို့သတ်မှတ်ထားတဲ့ တရုတ်ရဲ့မူဝါဒအကြောင်းဖြစ်ရတာလို့အင်တာနက်အသုံးပြုသူတွေကပြောပါတယ်။မတော်တဆမှုအများပြားဟာညာဘက်မှာဖြစ်ပေါ်တတ်ပါတယ်။နောက်တစ်ခုကတော့ဇွန်လ24ရက်ကွေကျိုးပြည်နယ်မေကျိုးမြစ်တရာပြိုကျမှုဖြစ်ပါတယ်။အဲ့ဒီနေ့တုန်းကဆန်တူကောင်တီထဲမှာ G76 ကြီးရှားရုံအမြန်လမ်းမကြီးပေါ်ကရှင်းကတတာဟာဆိုရင်မိုးအသစ်ထန်စော်ရော်သွန်းမှုကြောင့်ဖြစ်ပေါ်တဲ့ဒီတောင်ပြိုကျမှုပြီးတဲ့နောက်မှာပြိုကျတော့ခဲ့ပါတယ်။ track ကတစီဟာဆိုရင်ပြန့်နေတဲ့တရာပေါ်မှာရှိပ်ပြီးကျန်ခဲ့ပေမဲ့ရင်မောင်းကိုတော့ကိစင်နိုင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးယဉ်၃စီးလဲတရားအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဧပြီ23ရက်နေ့ထုံးကလည်းဆောင်းပိုင်းမြစ်တရားမိလောက်မှုဖြစ်ခဲ့ပါတယ်။ဆောင်းပိုင်းမြစ်တရားပေါ်ကမိလောက်မှုကြောင့်အဓိကအပိုင်းရဲ့တစိမ့်တစ်ပိုင်းပြိုကျခဲ့ပြီးတော့မှယွန်၁၆လသမ3သန်းတန်ဖိုးရှိတဲ့စီးပွားရေးဆုံးရှုံးမှုတွေဖြစ်စေခဲ့ပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့တုန်းကလည်းရှူကျိုးမြို့အမြန်လန်းအသစ်ပြိုကျမှုဖြစ်ခဲ့ပါတယ်။အသစ်ဆောက်လုပ်ထားတဲ့အမြန်လန်းမကြီးဟာလမ်းဖွင့်ပွေမလုပ်ရသေးခင်အက်ကွေးပြီးတော့မှ ပြိုကျသွားတာကိုကြားသားတဲ့ဗီဒီယိုတစ်ခုကိုအင်တာနက်အသုံးပြုသူတယောက်ကတင်ခဲ့တာကိုလူတွေတွေ့ကြရပါတယ်။အရာရှိတွေကတော့အဲ့ဒါဟာကြေးရော်လန်းလေးတစ်ခုသာဖြစ်ပြီးတော့မှစစ်စစ်မှုမလုံရသေးဘူးလို့ဖုံးကွယ်ပြောဆိုခဲ့ပါတယ်။အဲ့ဒီဗီဒီယိုတင်ခဲ့တဲ့သူကိုလည်းဗီဒီယိုဖြတ်ပေးပါဆိုပြီးတော့မှအရာရှိတွေကဖုံးဆက်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ဖေဗူရီလ23ရက်နေ့မှာလည်းရှန်ဒူးမှာရင်မြုပ်ဖြစ်ထားတဲ့အကာရင်တစ်ခုကို တွေ့ရပါတယ်။ဒီမြေကမ်းနားအကာရင်တစ်ခုလေးမှာဒီရင်မြုပ်တွေဖြစ်ထားတာကိုတွေ့ရှိခဲ့ပြီးတော့ အဲ့ဒါကြောင့်ဒီအကအရင်ဟာအလွန်အာဏိနေခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေဟာထိလန့်ပြီးဒေါသထွက်ခဲ့ကြပါတယ်ဒါကြောင့်တရုတ်နိုင်ငံမှာတိဆောက်ထားတဲ့အရှိကအဆောင်းုံတွေဟာခိုင်မာမှုမရှိဘူးဆိုတာကိုကျွန်တော်တို့သိလို့ရပါတယ်တရအသေးရိုင်လေးမှုပေါ့နော်ဗီဒီယိုတစ်ခုမှဆိုရင်ကြောက်ရှောင်ရင်ရော်တွေကတရအသေးတစ်ခုဖြွင့်ပြီးမကြခင်မှာရိုင်လေးနေတာကိုပြသခဲ့ပါတယ်အဲ့ဒီတုန်းကလည်းတိုင်းနှစ်ခုနှိမ့်မြုပ်တော်တဲ့အတွက်ရိုင်လင်းမှုဖြစ်ခဲ့ပြီးတော့မှပြုပြင်ရေးတွေစတင်လုပ်နေပြီးတော့အရာရှိတွေကပြောပါတယ် ဒါပေမဲ့ယောသားတွေရဲ့ပြောဆိုချက်အရဒီအပိုင်းတစ်ပိုင်းမှာရှိရမဲ့ဒီအောက်ခံတိုင်းတွေလုံးဝမရှိခဲ့ဘူးလို့ပြောပါတယ်။ဒါကြောင့်ဒီဖွင့်ပွေးပြုလုပ်ပြီးတော့မှ network တောင်မှမကြသေးဘူး။ရန်ကြီးဖြတ်တန်းခွင့်ပိတ်လိုက်ရပါတယ်။ကျွန်တော်တစ်သက်လုံးတံတားတွေဆောက်ခဲ့တာပဲ။အောက်ခံတိုင်းမပါတဲ့တံတားရှိတယ်ဆိုတာပြောတစ်ခါမှမကြဘူးဘူးလို့တံတားအလုံးသမားတယောက်ကအမှတ်ဆက်ပေးခဲ့ပါတယ်။2024ခုနှစ်မေလ1ရက်နေ့မှာလဲမေချိုးပူတာအမြန်လမ်းမကြီးမြေပြိုမှုဖြစ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာလမ်းရ60မီတာအပိုင်းတစ်ခုဟာ တွင်းနဲ့ထေးကိုပြောင်းကြတော့ခဲ့ပါတယ်။ရန်စင်းနစီအဲ့ဒီတွင်းတွေကိုပြောင်းကြခဲ့ပြီးအများစုကတော့မိလောင်တော့တဲ့အတွက်မိကိုလုံးတွေလေထဲမှာပြည်နေခဲ့ပါတယ်။ပြည်စည်ရေးလုပ်ငန်းတွေအတွက်လည်းတော်တော်လေးကိုခက်ခဲရပါတယ်။အဲ့ဒီကိစ္စကြောင့်90နှစ်ယောက်တည်တော်ပြီးတော့မှအယောက်30တန်းရာရှိခဲ့ပါတယ်။အစိုးရကတော့ဒါဟာတဘာဝဘေးကြောင့်ဖြစ်ရတာလို့ထုတ်ပြန်ပါတယ်။ပြည်သူတွေကတော့ဒါကိုမယုံကြပါဘူး။သူတို့ရဲ့တိဆောက်မှုတွေကြောင့်သာဖြစ်တာလို့ထင်ကြပါတယ်။တဘာဝဘေးရဲ့နေရဆိုတာကနေနေပပဖြစ်ပြီးတော့ တိဆောက်တဲ့သူတွေအတုံမကြလို့ဖြစ်ရတာလို့ပြည်သူတွေကမှတ်ချက်ပြုပါတယ်။အဲ့ဒီတော့ကလည်းဒီတာဝန်တည်တဲ့ရင်ပေါင်းတူကသူ့ရဲ့ track car ကိုလမ်းမှာပိတ်ရက်လိုက်ပြီးတော့မှတခြားကားတွေပြုံးမကြအောင်တာစီပေးခဲ့ပါတယ်။ပြုံးကြတဲ့ကားတွေထဲမှာတော့ဒီ Luton bus ကားတွေမပါဝင်ခဲ့တဲ့အတွက်တေဆုံးသူအရေအတွက်အများကြီးမရှိခဲ့တာပါ။အဲ့ဒီနေဒုက္ခရောက်ကြတဲ့သူတွေကဒီအားလဲရဲ့အိမ်ပြန်လာကြတဲ့အလို့သမားတွေဖြစ်ကြပါတယ်။ဒီအမြင်လမ်းမကြီးဟာယွန်6ဘီလီယံကုန်ကြခဲ့ပေမဲ့ အဟိတွေးမကောင်းတဲ့လန်ခင်းပစ္စည်းတွေနဲ့အာနေတဲ့ကောက်ွေမှုတွေကိုသုံးပြီးတော့မှအလျင်စလိုဆောက်လုပ်ခဲ့တယ်လို့နောက်ပိုင်းမှာသိရပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများအပြားကိုတာဝန်ယူခိုင်းပေမဲ့ရာဇဝမှုနဲ့တရားစွဲဆိုတာမျိုးတော့မရှိခဲ့ပါဘူး။၂၀24ခုနှစ်တည်းကတခြားတရားပြုကြမှုတွေအများအပြားရှိပါတယ်။ဇူလိုင်လ16ရက်နေ့မှာဒီရှန်လော့ပြည်နယ်တားရွှီကောင်တီအတွင်းမှာလည်းဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။မိုးတိတ်တန့်စွာရွာသွန်းတဲ့အတွက်ဒီတာနဲ့အမြင်လမ်းမကြီးတစ်လျှောက်ကတရားဒဏ်ပြုကြခဲ့ပါတယ်။ ရင်း25စီလည်းမြစ်ထစ်ကိုပြုတ်ချတော့ခဲ့ပါတယ်။၆စီနှစ်အောင်တည်ဆုံးခဲ့ပါတယ်။အောက်ဂုတ်လ3ရက်နေ့တုန်းကလည်းဒီရာအန်ကန်တန်းအမြင်လမ်းမကြီးပြုတ်ချပါတယ်။မနေ့စောပိုင်းမှာပြုတ်ချတော့တာပါ။အဲ့ဒီဖြစ်စဉ်မှာတော့ရင်း၄စီနဲ့လူစီတယောက်သာထိခိုက်မှုရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရွှမ်းမြေစီစဉ်မှုကဒီအောက်ဘက်ကရော်တရော်ကိုထိခိုက်ခဲ့ပြီးတော့မှလူစီခုနှစ်ယောက်ပျောက်ဆုံးစေခဲ့ပါတယ်။တိမ်မကြသေးခင်နှစ်တွေအတွင်းမှာတရုတ်ရဲ့ဒီလေအားလျင်စစ်အုပ်ရုံတွေမှာလည်းမတော်တဆမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာလ9ရက်နေ့တုန်းကလည်းတူရှန်ကောင်တီကျန်းရှိပြည်နယ်မှာမတော်တဆမှုဖြစ်ခဲ့ပါတယ်။မီတာတရာမြင့်တဲ့တာပိုင်ဒလက်တစ်ခုပြုတ်ချပြီးတော့မှဖန်စားအပြက်အစီတွေဟာနေရအနှံ့ကိုလွှတ်ဆင်ခဲ့ပါတယ်။ရန်မောင်းတွေဟာကြောင်းလဲတကြားထွက်ပြေးခဲ့ကြပါတယ်။ဒါဒီဥဒုကလည်းလေထန်ပြီးတော့မှမေးမောင်နေခဲ့ပါတယ်။ပျက်စီးနေတဲ့တာပိုင်ကလည်းရိန်ထိုးနေခဲ့တာပါ။မြမျက်သက်တွေတယောက်ကအသင်အခြေကြီးကိုကြားလိုက်ရပြီးတော့မှ tracker တစ်စီးပစ္စည်းရှားနေတယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒါကဒလက်ကျိုးပေးသွားတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ အာရာဘိုင်တွေက area ကိုပိတ်ဆို့ပြီးတော့မှစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။အဲ့ဒီဒေသမှာနေတဲ့သူတွေကဖန်ကွေးစားတွေလင်းနဲ့အတူပါလာပြီးတော့မှကလေးတွေထိခိုက်မှကိုသူတို့စိုးရင်ကြပါတယ်။ဒီလိုနိပညာမြင်မာတဲ့စွန့်အင်ဆက်တွေဟာဘာလို့ဒီလောက်ထိအလွေတကူကြိုးပဲ့သွားတာလဲဆိုပြီးတော့မှလူတချို့ကလည်းမေးခွန်းထုတ်ခဲ့ပါတယ်။တကယ်လို့အဲ့ဒီလေတာပိုင်ရဲ့ဓလက်ကြိုးပဲ့ပြက်စီးသွားမယ်ဆိုရင်ဓာတ်ရုပ်ပစ္စည်းတွေကမိုးရေတွေမှာပျော်ဝင်သွားတဲ့အခါမှာမျက်စိလုံးနဲ့ရေကိုညင်းညင်းစေနိုင်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကပြောခဲ့ကြပါတယ်။ တကယ်တော့အဲ့ဒီလိုပြိုကျမှုတွေဖြစ်ရတာကလည်းတိဆောက်မှုညံလို့ဖြစ်ပါတယ်2024ခုနှစ်ဒီစက်တင်ဘာလတုန်းကလည်းမီတာ100ရှိတဲ့တာပိုက်တခုရုတ်တရက်ပြိုကျခဲ့ပါတယ်ဒါပေမဲ့ထိခိုက်နိုင်ရာရသူတော့မရှိခဲ့ပါဘူးဇူလိုင်လတုန်းကမွန်ဂိုလီးယားမှာတာပိုက်တခုပြိုကျခဲ့တာဟာဒလဲတခုကတိုင်ကိုထိခိုက်မိတာကြောင့်ဖြစ်နိုင်တယ်လို့တန်တရားရှိကြပါတယ်အေပီရာစီနီယာနေတုန်းကလည်းလေပြင်းတိုက်ပြီးတဲ့နောက်မှာဒလက်တွေကျိုးပေးနေတာကိုဒီ drone video တခုမှမြင်တွေ့ခဲ့ရပါတယ် ေဖော်ရီလာတို့ကလည်းဒီကျန်းစုမှာတာပိုင်တစ်ခုဒီမြေကဘာတွေကိုပြိုချတော့ခဲ့ပါတယ်။2024ခုနှစ်ဒီစက်တင်ဘာလ10ရက်တုန်းကလည်းလေယဟက်ဆက်တက်ဆင်တဲ့နေရာမှာအကြီးအကျယ်မတော်တဆမှုဖြစ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာတော့တန်ဂျိန်တထောင်တဲ့နေရာရှိတဲ့ current တစ်ခုကျိုးတော်ပြီးတော့မှတာပိုင်တလက်၃ချောင်းပြုတ်ချပျက်စီးတော့ခဲ့ပါတယ်။ဒလက်တွေကိုတစ်ခုချင်းစီတက်ဆင်ရမှာဖြစ်ပေမဲ့သက်မှတ်ရက်ကိုပြည့်မီဖို့အတွက်မြေပြင်မှာစူးစိပြီးတော့မှ၃ချောင်းလုံးကိုတပြိုင်တည်းမတင်ခဲ့ပါဘူး။ဒီလို NEA များတဲ့နီလန်ကြောင့် ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်စေခဲ့တာပါအင်တာနက်အသုံးပြုတဲ့သူတွေကလေအားလျင်စစ်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးဝေဖန်ကြပါတယ်ဒေတာပိုင်းတွေဟာလေအားနေရင်မလေဘူးလေပြင်းတိုက်ရင်လည်းပြုတ်ကျတော့တယ်လို့စာတော့ကြပါတယ်တာပိုင်းတွေပြိုကျလောက်တဲ့အထီးဖြစ်တာကစက်ကုနဲ့တိဆောက်ထားသလားလို့လည်းမေခွန်းတွေထုတ်ခဲ့ကြပါတယ်တကယ်တော့တရုတ်နိုင်ငံမှာတာပိုင်တက်ဆင်မှုမတော်တဆဖြစ်တာကြောင့်နှစ်ဆင်လို့လို့ယွန်တန်းပေါင်းစေကနေတာမှမဟုတ်ယာကနေအထီးကိုဆုံရှုံမှုတွေရှိနေပါတယ်တခါတည်းမှာလူထိခိုက်သေးဆုံးမှုတွေတောင်မှရှိနေပါတယ်ဒါကတော့ တရုတ်ရဲ့မခိုင်ခဲတဲ့စီမံကိန်းတွေဖြည့်ကြပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာ share ပေးတော့ကြဖို့တောင်းဆိုပါရစေ။နောက်တစ်ပတ်မှာလည်းအခုလိုမျိုးကြားရတွေကိုအမြင်နဲ့ပုံမှန်တင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်တာဆုံးအမြင်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။လူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောင်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြင်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ် ၃၉ကို669 97 625နဲ့၃၉ကို689 853လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။